လက်မှတ်ဝယ်ပြီးတော့ရုပ်ရှင်ရုံမှာတွားကြည့်ဖို့ထက် Netflix နဲ့ပဲအိမ်မှာချိန်မဲ့လူကပို့ပူပြီးတော့များလာနိုင်မယ်လို့ထင်တယ်။ Sorry. You're being controlled by someone on Netflix. အလုံးမင်္ဂလာပါကျွန်တော်ရာဇောပါ။ဒီနေ့ဗီဒီယိုကတော့ရုပ်ရှင်လောကပြောင်းလဲလှုပ်ခတ်သွားစေတဲ့သတင်းထူးတစ်ခုအကြောင်းပြောပါမယ်။ပုံမှန်ကတော့ကျွန်တော်ဒီနေ့ဗီဒီယို content တပုတ်တင်ဖို့ရှိတယ်ပေါ့နော်။ဆိုတော့ဒီသတင်းတက်လာတော့ဒီဗီဒီယိုကိုအရင်တင်လိုက်မယ်။အဲ့ဒါကိုမနေ့ပြင်မှာပဲတင်တော့မယ်။ ဆိုတော့အဲ့ဒါပါလဲဆိုလို့ရှိရင် Netflix ကအာ WB ဆိုတဲ့ Warner Bros ကိုပေါ့နော်ဝယ်ယူဖို့သဘောတူညီမှုရရှိသွားတဲ့တည်င်းဖြစ်ပါတယ်ဒီတည်င်းနဲ့ပတ်သက်ပြီးတော့နောက်ဆက်တွဲဘာတွေဆက်ဖြစ်မလဲပြီးတော့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့တရားသမျှအချက်လက်လေးကိုကျွန်တော်မျှဝေပေးပါမယ်ဆိုတော့ရင်ဆုံး Netflix ကဘာလို့ WB ကိုဝယ်တာလဲပေါ့နော်ဆိုတော့အဓိကကတော့ WB ကနှစ်တရာကျော်တက်တန်ရှိတဲ့လုပ်ငန်းစုတစ်ခု ဖြစ်တယ်ဆိုတော့ဒီလုပ်ငန်းစုမှာရှိတဲ့ရုပ်ရှင်တွေဇလံတွဲတွေကနဝင်ရုပ်ရှင်ဇလံတွဲအကုန်လုံးပြီးတော့အောင်မြင်တဲ့ရုပ်တံဇလံတွဲတွေအကုန်လုံးကိုအကဘာလုံးဆိုင်ရာ ပြသခွင့်ကို Netflix ကလိုချင်တာပေါ့နော်တခုချင်း live ဝင်နေရှုပ်တယ်ပေါ့နော်တခါတည်းအကုန်ဝင်ပလိုက်ပြီးတော့အကောင်လုံးပိုင်နေပိုင်သွားတယ်ပေါ့ဆိုတော့နောက်တစ်ချက်ကကြတော့ Netflix ရဲ့ဒီ idea ပေါ့နော်သူကရုပ်ရှင်တွေကိုအမြန်ပြချင်တယ်ယုံတင်တင်နှစ်ပတ်သုံးပတ်တင် ပြီးလို့ရှိရင်တော့ Netflix မှာချက်ချင်းပြမယ်နိုင်ငံရရက်ကလူတိုင်းကရုပ်ရှင်ရုံမှာကြည့်ဖို့ခဲရင်းနေပေါ့နော်လူတိုင်းတွားပြီးတော့မကြည့်နိုင်ဘူးအထူးဖြစ်ကျွန်တော်တို့မြန်မာနိုင်ငံဆိုရင်ပို့ပြီးတော့မှန်တယ်ကျွန်တော်တို့မြန်မာနိုင်ငံကဲတို့တော့အပားရရက်မှာနိုင်ငံတွေလည်းရှိတယ်ပေါ့နော်ဆိုတော့ရုပ်ရှင်ရုံမှာတွားကြည့်ဖို့ခဲရင်းနေရုံတင်ရင်တင်ပြီးရင် Netflix ပေါ်ရောက်လူတွေမြန်မြန်ကြည့်ကြအဲ့လိုမျိုးပုံစံ business idea ကိုတည်ထားတဲ့အတွက်ကြောင့်ရုပ်ရှင်ထုတ်လုပ်တဲ့ကုမ္ပဏီကြီးတွေကိုပိုင်ဆိုင်ခြင်းအဖြစ်သူ့အတွက်အကျိုးအများကြီးရှိတယ်ပေါ့နော်အဲ့ဒါတွေကြောင့် Netflix က WBO ဝယ်ဝယ်တာဖြစ်ပါတယ်လိုချင်တာဖြစ်ပါတယ်အဲ့တော့ဘလောက်နဲ့ဝယ်လဲဘလောက်နဲ့ဝယ်ဖို့သဘောတူညီမှုရသွားလဲဆိုရင်ဒေါ်လာ82သရမ9ဘီလီယံနဲ့သဘောတူညီမှုရရှိထားပါတယ်အဲ့တော့ဘာတွေရသွားလဲပေါ့ Netflix ကဒီ WB ဝယ်ရတဲ့အတွက်ကြောင့်ဘာတွေရသွားလဲဆိုရင်ဆိုတော့ WB လက်အောက်မှာရှိတဲ့ရုပ်တံဇလံတွဲနဲ့ရုပ်ရှင်အကုန်လုံးကို Netflix ကမူပိုင်ခွင့်ရသွားတယ်။ WB မှာကနှစ်ပေါင်းများစွာထုတ်လုပ်ထားတဲ့ရုပ်ရှင်တွေရှိတယ် ဒီကဘာတဝမ်းပေါ့နော်အောင်မြင်တဲ့ရုပ်တံဆက်လက်တွေ French Chai အကြီးကြီးတွေလည်းရှိတယ်ဆိုတော့ဒါတွေအကုန်လုံးကို Netflix ကပိုင်သွားတယ်လို့ဆိုတယ်ပြီးရင် HBO နဲ့ HBO Max တို့လို streaming platform တွေလည်း Netflix ကပိုင်မယ်လို့ဆိုတယ်အဲ့တော့မပိုင်တဲ့ဟာတွေလည်းရှိတယ်အချို့အစိပ်ပိုင်းတွေကို Netflix ကမပိုင်ဘူးဘာတွေလဲဆိုလို့ရှိရင်ဒီရုပ်တံထုတ်လွှင့်တဲ့သတင်းဌာနတွေပေါ့နော် CNN တို့ TBS တို့ TNT Sport တို့စသဖြင့်ဒီ ဟာတွေတော့ Netflix မပိုင်ဘူးလို့ဆိုတယ်ဆိုတော့ဒါတော့ WP ကသူ Discovery Global ဆိုတဲ့နာမည်နဲ့ခွဲပြီးတော့လုပ်ငန်းခွဲပြီးတော့ပြန်လုပ်မယ်လို့ဆိုတယ်ပေါ့နော်အလွယ်ပြောရရင်တော့တော်တော်များများပါပဲတော်တော်များများရောက်ရှင်နေတော်တော်များဆက်လန်တွေဒါ Netflix ပိုင်မယ်ပေါ့နော်အဲ့တော့ Netflix က WP ကိုဝယ်လိုက်ပြီးတော့နောက်ဆက်သွဲပါဖြစ်မလဲပေါ့ကျွန်တော်ကြည့်ကြည့်အောင်လလောဆယ်တော့သူကဝယ်ဖို့သဘောတူညီမှုပဲရတဲ့အဆင့်ဖြစ်တယ် and the အဆင့်ပေါ့နော်အပိတက်စာချုပ်မချုပ်ဆိုရသေးဘူး အဲ့ဒါကိုလာမယ့်2026တွင်ပေါ့နော်12လနေ17လတွင်ပီတာစာချုပ်ချုပ်ဆိုဖို့ Netflix ကမျှော်မှန်းထားတယ်။အကယ်၍ဂျားထဲမှာတခုခုကြောင့်ဝယ်ဖို့အတွက်တခုခုကြောင့်အနှောက်ယှက်ဖြစ်ခဲ့ရင်ဝယ်လို့မရဘူးဖြစ်ခဲ့ရင်ခွင့်ပြုချက်မရဘူးဖြစ်ခဲ့လို့ရှိရင် Netflix က WB ကို9.8ဘီလီယံပေးရဖို့လည်းသဘောတူထားတယ်ပြောတယ်။ဆိုတော့ဝယ်လို့မရဘူးဆိုတာကသူတို့အမေရိကန်နိုင်ငံရဲ့လွှတ်တော်ခွင့်ပြုချက်မရတာတို့ပြီးရင်တပ်ဖရာကြီး Trump ရဲ့ခွင့်ပြုချက်မရတာတို့အဲ့လိုမျိုးပုံစံပေါ့။ ဲ့လိုမရခဲ့ဘူးဆိုခဲ့ရင် Netflix က WB ကိုယောကြည်ပေးမယ်လို့လည်းသဘောတူထားတယ်။ဆိုတော့ Netflix ဘက်ကတော့အပိတက်စာချုပ်ချုပ်ဆိုနိုင်ဖို့ဘာမှအနှောက်အယှက်မရှိဘဲနဲ့ဝယ်ယူနိုင်မှုသူတို့ယုံကြည်ထားတယ်ပေါ့နော်။အဲ့တော့နောက်ဆက်သွဲဘာဖြစ်မလဲ Netflix က WB ကိုဝယ်လိုက်ပြီးအပိတက်စာချုပ်ချုပ်ဆိုပြီးပြီး2026အတွင်းအကုန်ပြီးပြီးဆိုရင်ဘာဖြစ်မလဲပေါ့နော်။အဲ့တော့ WP လက်အောက်ကလုပ်ငန်းတွေကသူ့အတိုင်းပဲလဲပတ်နေမယ်။လုပ်ငန်းတွေကအရန်ကြီးထူးထူးခြားခြား ဟိုပြောင်းလဲသွားတာမျိုးမရှိဘူး WP ရောက်လောက်မှာ ရုပ်ရှင်ထုတ်မယ်ဆိုရင်အဲသူထုတ်တဲ့ရုပ်ရှင်အတိုင်းဆက်ထုတ်နေမယ်တစ်ထေးပဲပြောင်းသွားတာပေါ့နော်လုပ်ငန်ကတော့ဒီတိုင်းပဲလည်ပတ်နေမယ်ဒါပေမဲ့ဒီ Netflix ကဒီအရေးကြီးတဲ့ဆုံးဖြတ်ပိုင်ခွင့်နေဆုံးဖြတ်နိုင်တဲ့အတွက်ကြောင့်တချို့တော့ရုပ်ရှင်ထုတ်လုပ်မှု process လေးတွေတော့အပြောင်းလဲရှိနိုင်တယ်နောက်တစ်ခုကဒီ WP ကထွက်မဲ့ရုပ်ရှင်တွေပေါ့နော်ဒီရုပ်ရှင်ယုံတင်မဲ့ရုပ်ရှင်တွေကမြန်မြန် တင်လိုက်မယ်ပြီးမြန်မြန် Netflix ပေါ်ရောက်လာလိမ့်မယ်ဥပမာထားပါတော့ရုပ်ရှင်တကားထွက်လာပြီးယုံတင်မယ်နှစ်ပတ်ပြီး Netflix ပေါ်တန်းကြည့်အဲ့လိုမျိုးဖြစ်လာလိမ့်မယ်ပြီးရင် HBO ကဒီ HBO မှာထုတ်ရုပ်တန်လိုင်းပေါ့နော် HBO streaming platform မှာထုတ်လွှင့်နေတဲ့ရုပ်ရှင်တွေဇာတ်လမ်းတွေဒီအကုန်လုံး Netflix ပေါ်တဖြည်းဖြည်းရောက်လာလိမ့်မယ်အသစ်ထွက်မဲ့ series တွေကလည်း Netflix မှာကျွန်တော်တို့စောင့်ကြည့်လို့ရမယ့် series တွေဖြစ်လာမယ်ပို့ပြီးရင်ဒီ fan တောက်တင်တဲ့ DC ပေါ့နော် DC Studio ကလည်း Netflix လောက်ရောက်သွားပြီအဲ့တော့ DC ကထွက်လာမဲ့ရုပ်ရှင်တွေလည်းဆိုရုံတင်တင် ပြီး Netflix ပေါ်ရောက်လာလိမ့်မယ်ပြီးတော့ DC Universe ကအခုမှ James Gunn နဲ့အသစ်ပြန်စနေတဲ့အတွက်ကြောင့်ဆိုရုပ်ရှင်တွေကအဲ့အတိုင်းပဲထွက်နေလိမ့်မယ်ဒါပေမဲ့ပို့ပြီးတော့အားကောင်းလာမယ်ပို့ပြီးတော့ budget တွေပို့သုံးနိုင်မယ်လို့ထင်တယ်ဘာဖြစ်လို့ Netflix ကငွေတော်သုံးနိုင်တယ်ပြီးတော့ fan တွေဘာကြိုက်တက်လဲဟိုသူတို့တိတယ်ပေါ့နော်လူတွေဘယ်လိုကြိုက်တက်လဲသူတို့တိတယ်အဲ့တော့ DTC comment ရုပ်ရှင်တွေကလည်းပို့ပြီးတော့အားကောင်းလာမယ်လို့ထင်တယ်။ Disney က Marvel ကို share ကျုံးတယ်လို့မျိုး Netflix ကလည်း DC ကို share ကျုံးလာနိုင်မယ်လို့ထင်တယ်။နောက်တစ်ချက်ကကြတော့အခု WB အောက်မှာရှိနေတဲ့ HBO Max ပေါ့နော် streaming platform ပေါ့။အဲ့ဒါက Netflix နဲ့ပေါင်းလာမလားဘလို့ဆက်ဖြစ်မလဲဒါတော့ကျွန်တော်လိုက်ဖက်ကြည့်တာတော့မတွေ့ရသေးဘူး။ဟိုကျွန်တော်ထင်တာတော့ပေါင်းလာလိမ့်မယ်။ HBO Max ကသူတို့ဖြတ်လိုက်လိမ့်မယ်ထင်တယ်။ဒါပြီးတော့ streaming platform နှစ်ခုကြီးဖြစ်နေတာက အဆင်မပြေဘူးပေါ့နော် user friendly လည်းမဖြစ်ဘူးဟိုကြည့်တဲ့သူတွေအနေနဲ့လည်းအဆင်မပြေဘူးဗျာဟိုမှာလည်း subscription ပေးရဒီမှာလည်း subscription ပေးရအဆင်မပြေဘူးအဲ့တော့ Netflix ကအဲ့ဒီကရုပ်ရှင်တွေအကုန်လုံး Netflix မှာတင်မယ် Netflix library အကြီးအကြီးဖြစ်လာလိမ့်မယ်ပြီးတော့ HBO Max ကိုတဖြည်းဖြည်းရုပ်သိမ်းလိုက်မယ်လို့ကျွန်တော်ထင်တယ်နောက်တစ်ချက်ကအဲဒါကစဉ်းစားကြရပါဘောနော် Netflix ဈေးတက်လာမလားပေါ့ဘာဖြစ်လို့သူရဲ့ဒီရင်းနှီးမြှုပ်နှံမှုကအကြီးဆိုတော့ဒီဘက်ကြည့်ရှုသူအပေါ်ကို ်ဈေးနှုန်းအနည်းငယ်မြင့်တက်လာနိုင်မလားဒါလည်းကျွန်တော်စောင့်ကြည့်ရမယ်လောလောဆယ်ထီတော့တန်တယ်လို့ပြောလို့ရမယ်ပေါ့နော်ကြည့်လို့တန်တဲ့အနေထားရှိတယ်လို့ကျွန်တော်ထင်တယ်ဆိုတော့မြန်မာငွေနဲ့ဆိုဘယ်လောက်ရှိမလဲတထောင်လောက်ရှိမယ်ပေါ့နော်တလပေါ့တလကိုတထောင်လောက်ကြာမယ်ကျွန်တော်ဘတ်နေဆိုရင်80 80ကျော်လောက်ကြာတယ်ကျွန်တော်တို့ဒီ9ရောက်စုကြည့်တာတော့10တယောက်80ကျော်လောက်ကြာတယ်မြန်မာငွေနဲ့ဆိုရင်တထောင်လောက်ကြာမယ်ကြည့်တဲ့လူနေနဲ့တော့ပိုတန်လာမယ်ပေါ့နော်ဒီဈေးနှုန်းပဲဖြစ်ရင်ဘာလို့လဲဆိုတော့ ဒီ HBO WB ကရုပ်ရှင်တွေအဟောင်းတွေနာမည်ကြီးဆက်လန်တွဲတွေအကုန်လုံးကြီးခွင့်ရမယ်ပြီးတော့ Netflix ကသူထောက်တဲ့ဟာတွေလည်းကြီးခွင့်ရမယ်ပြီးတော့ DC Studio ကထောက်တဲ့ရုပ်ရှင်တွေလည်းကြီးခွင့်ရမယ်ဆိုတော့ဒီဈေးတိုင်းပဲဖြစ်နေမယ်ဆိုရင်အလုံးအင်မတန်မှကြီးတဲ့သူတွေအတွက်ပိုပြီးတန်လာတဲ့အခြေအနေဖြစ်လာမယ်ကဲဒီဈေးတက်လာရင်တော့မပြောတတ်ဘူးအဲ့တော့ကျွန်တော်စောင့်ကြည့်ရမယ်ဆိုတော့ပြန်ခြုံပြောလို့ရှိရင် Netflix က WB ကိုဒေါ်လာ83ဘီလီယံဝန်းကျင်နဲ့ ဝယ်ဖို့တဘောတည်ညမှုရသွားပြီးလာမယ့်2026မှာအပိတ္တစာချုပ်ချုပ်ဆိုဖို့သူတို့မျှော်မှန်းထားတယ် WB လက်အောက်ကရုပ်ရှင်ထုတ်လုပ်ရေးတွေသူ့အတိုင်းဆက်ပြီးတော့လဲပတ်နေမယ်ပိုင်ရှင်က Netflix ကိုပြောင်းသွားမယ်ပေါ့နော်ဒီမူပိုင်ခွင့်တွေက Netflix ပြောင်းသွားမယ် Netflix ကဒီရုပ်တန်ဆက်လန်သွဲတွေရုပ်ရှင်တွေနဲ့ပတ်သက်ပြီးတော့ဟိုသူတို့မှာဆုံးဖြတ်ပိုင်ခွင့်ရှိမယ်သူတို့ ਨੇ ပတ်သက်တဲ့အယုတ်တွေပါနေစသဖြင့်အကုန်လုံးပေါ့နော်အကုန်လုံး Netflix ကပိုင်ဆိုင်သွားမယ်ဆိုတော့လာမယ့်2026မှာ ဒီ WB ကပိုင်တဲ့ရုပ်ရှင်တွေဇလန်သွေးတွေအကုန်လုံး Netflix ပေါ်တဖြည်းဖြည်းရွှေ့လာလိမ့်မယ်ပြီးရင် DC ကထွက်တဲ့ရုပ်ရှင်တွေလည်း Netflix လောက်အောင်ရောက်သွားလိမ့်မယ်ပြီးတော့ HBO ကထွက်ခဲ့တဲ့နာမည်ကြီး series တွေအကုန်လုံးလည်းဒီ Netflix အောက်ရောက်လာလိမ့်မယ်ပေါ့နော်ဆိုတော့ဒါကရုပ်ရှင်လောကကိုလှုပ်ခတ်သွားစေတဲ့တည်င်းထူလေးတစ်ခုကိုရသည်မတည်င်း update အစ်စ်တွေကိုကျွန်တော်မျှဝေပေးတာဖြစ်ပါတယ်ဆိုတော့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဘလို့ထင်မြင်ယူဆချက်တွေရှိကြလဲ Netflix ကကျွန်တော်ရုပ်ရှင်လောကကိုဖျက်ဆီးမဲ့ဒူလာဒါမှမဟုတ်ရင်ဒီရုပ်ရှင်လောကရဲ့တိုးတက်လာမဲ့အရေးတစ်ခုကိုဥဆောင်မဲ့ဒူလာဘလို့မြင်လဲကွန်မန့်မှာဝင်ရောက်ဆွေးနွေးဖို့ဖိတ်ခေါ်ပါတယ်ဆိုတော့ဗီဒီယိုကတလောက်ပါပဲကျွန်တော်ဒီနေ့တင်ဖို့ရွေထားတဲ့ဗီဒီယိုကိုမနက်ဖြန်တင်ပါမယ်ဆိုတော့မနက်ဖြန်ကြရင်ပြန်တွေ့ပါမယ်ဗီဒီယိုဆုံးနေကြည့်ပေးလို့ကျေးဇူးတင်ပါတယ်